ဟစ်တလာလောက်ခဲ့သမြမင်္ဂလာပါကိုလူတို့အခုကျွန်တော်ကစာရေးဆရာကြီးရွှေဦးတော်ရေးသားခဲ့တဲ့ဟစ်တလာလောက်ခဲ့သမျှဆိုတဲ့စာအုပ်ကိုအပိုင်း16အနေနဲ့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ် နားဆင်ခံစားအားပေးကြပါဦး yahudi များ၏အခြေအနေ1933ခုနှစ်ဧပြီလ1ရက်နေ့တွင် yahudi လူမျိုးများကိုပထမအကြိမ်သပိတ်မှောက်ရန်ဆုံးဖြတ်လိုက်ခြင်းကဲ့သို့ National Socialist ဝါဒကိုနာမည်ပြက်စေ၍ကမ္ဘာက ကဲ့ရဲ့ရှုတ်ချကြသောအခြားအပြုတ်မှုတစ်ခု မရှိကြ။ဂျာမန်လူမျိုးတို့သည်ယဟူဒီလူမျိုးများကိုအီမြလောက်နှိမ့်ဆက်ညှဉ်းပန်းခြင်းပြုရအောင်မုန်းဒီလောက်သောအချင်းရများ ရှိလေသလိုဟု စင်ကျင်စဉ်းစားကြရန်လိုပေ၏။ယဟူဒီလူမျိုးများသည်ကဘာမြေကြီး၏အနောက်ဘက်မျက်နှာသို့ရွေလျှောပြောင်းရွှေ့လာကြရ၌အမေရိကန်ပြည်သူမရောက်နိုင်မီဂျာမနီပြည်တွင်နေတတ်ကြ၏။ပရုရှားနေနိုင်ရှိသည်များသောရဟူဒီများနှင့် တဝက်ခန့်တို့မှာဘာလင်မြို့၌စုယုံနေထိုင်ကြ၍အလုအကန်ကြီးဟုသမျှကိုအမျိုးအစားမမျှတအောင်တိမ့်ပတ်ရရှိထားကြ၏၎င်းတို့သည်ပင်မန်းသောအလုကန်မြို့၌ဖြစ်စေမြေကြီးနှင့်ပတ်သက်သောအလုမျိုး၌ဖြစ်စေလောက်ကန်ရင်အလိုမရှိကြကြည်ပရရှားနေသားများနဲ့သုံးမှုတပုံကန်းတို့မှာမြေကြီးနှင့်ပတ်သက်သောအလုကန်များတွင်လောက်ကန်လျက်ရှိကြတော့လေယဟူဒီလူမျိုးများမှမူလူ90တွင်တယောက်မျှမလောက်လို့ကြကြည် ၎င်းတို့အနက်သုံးပုံနှစ်ပုံခန့်တို့သည်ကိုရောင်းကုံွယ်အလုံမျိုးကိုလုတ်ကင်ကြ၏တို့ရတွင်ဂျာမန်တို့နာကြီးသောအချင်းရမှာ၎င်းတို့အတွက်ကြောင့်မဟုတ်ဈေးဆရာဝန်ဝတ်လုံအဆရှိသည့်အလုတ်ကင်မျိုးတို့တွင်လဝကြီးအုပ်နေကြသည့်အတွက်ကြောင့်ဖြစ်၏ပမာဆိုသောဘာလင်မျိုးရှိဝတ်လုံတို့ရများအနက်ရာဂိုင်နှုန်း90ကျော်တို့မှယဟူဒီများဖြစ်ကြ၍ဘာလင်မျိုးတရားရုံးများ၌ဝတ်လုံခန်းများမှယဟူဒီကလပ်များသည်ဖွဲ့ ဖြစ်နေတော်၏ဈေးပန်းနိုင်မှုရာနှုန်း48ရာခိုင်နှုန်းခန့်များသာဆရာဝန်များမှယဟူဒီများဖြစ်ကြသည့်ပြင်ဈေးရုံများသည်၎င်းတို့လက်ဝယ်တွင်ရောက်နေတကဲ့သို့ဖြစ်နေသည့်အတွက်ကြောင့်အလွန်ဩဇာကြီးလျက်ရှိကြ၏ဘာလင်မြို့၌ရှိသောကျောင်းများဆိုင်ရာဆရာဝန်များနှင့်မြို့သူမြို့သားတို့၏ကျမ်းမာရေးဆိုင်ရာဆရာဝန်များ၏သုံးပုံနှစ်ပုံတို့မှယဟူဒီများဖြစ်ကြ၏ဘာလင်ယူနီဗာစီတီ၌ဆေးဘက်ဆိုင်ရာအတက်တင်ပြသသောဆရာကြီးများနှင့် တဝက်တို့မှာယဟူဒီများဖြစ်ကြ၏ယဟူဒီတို့အမူထိုကဲ့သို့ဖြစ်ရခြင်းမှာမိမိတို့၏အယေချင်းကြဟု ဆိုကြရာဂျာမန်တို့ကမူယဟူဒီများသည် မတရားသဖြင့်ပူပေါင်းဖွဲ့စည်းခြင်းအဖြစ်ရရှိသောဩဇာများကို အသုံးပြုကြသည့်အတွက်ကြောင့်ဖြစ်ရသည်ဟု ဆိုကြလေသည်ဂျာမန်တို့အထူးသဖြင့်စိုးရိမ်ပူပန်လျက်ရှိသောအချင်းရာတစ်ခုမှာထိုကဲ့သို့ရေအတွက်အဖြစ်များမြောင်ပူလျံနေခြင်းသာလေမဟုတ်တတိုင်းပြည်လုံးပေါ်၌ လွှမ်းမိုးကြီးစိုးနိုင်လောက်သည့်ဩဇာအာဏာမျိုးရရှိနေကြခြင်းပင်ဖြစ်လေသည်။ဂျာမန်တို့၏အယူဆမှာတတိုင်းပြည်လုံးပင်ပန်းဆင်းရဲသောအခါများတွင်ယဟူဒီများ ကောင်းစားကြသည်ဆို၏။ခြေမြင့်မရှိသောလူတစ်မျိုးသည်အခြေမြင့်ရှိသော လူမျိုးများကို အမြင့်ပြန်အောင်ကြိုးစားခြင်းအလုပ်၌ငွေရော်ကြသည်ဆို၏။ယဟူဒီများသည်၎င်းကိစ္စကိုတခါတည်းရန်တိုက်ခိုက်နေရာဖြစ်ဆောင်ရွက်၍တခါတည်းရန်၎င်းတို့၏လက်ကင်ဖြစ်သောသတင်းစာများ ဇက်ယုံကြီးများအဖြစ်တွေ့ဝိုက်သောနီးနှင့်ဆောင်ရွက်ကြသည်ဆို၏ဘာလင်မြို့တွင်ဇက်ယုံပေါင်း29ယုံရှိသည့်အနက်23ယုံမှာယဟူဒီများပိုင်ဆိုင်ကြ၏ထို့ပြင်လူဖက်အများဆုံးဖြစ်သည့်ဩဇာအကြီးဆုံးသောတည်င်းသာကြီးဟူသည်များတို့မှာယဟူဒီပိုင်ဖြစ်၏ထို့အကြောင်းကြောင့်ယခင်တော်ကဂျာမန်လူမျိုးများအားယခင်ကြောပြက်၍စကားမပြောနိုင်သောလူမျိုးဟု၍မှဲ့ခေါ်ကြဘူး၏နိုင်ငံရေးဘက်တွင်လည်းယဟူဒီများသည် အရေးကြီးသောယာရူးကြီးများကို လက်ကင်ပြုတ်ထားကြဘူး၏။ယခင်ဂျာမန်အစိုးရလက်ထက်တွင်ယဟူဒီဆယောက်တို့သည် ဆိုးရအဖွဲ့တွင် ပါဝင်နေကြ၍ရိတ်ခါဌာနပုံနှိပ်တိုက်ဆိုင်ရာဌာနပညာရေးဌာနဝန်ကြီးချုပ်များမှယဟူဒီများဖြစ်ကြဘူး၏။နာဇီဂိုင်းသားတို့၏အဆိုမှာဂျာမနီတပြည်လုံးရှိယာရူးကြီးငယ်ဟူသည်များတို့တွင်ယဟူဒီများသည်ယာဂိုင်းနှုံး80ထက်မနည်းလက်ခံရရှိနေခဲ့ကြကြောင်းနှင့်ပြောကြ၏။ယဟူဒီတို့၏ယာဂိုင်းနှုံးမှာ တတိုင်းပြည်လုံးအဖို့တွင်နှစ်ရာလျင်တယောက်မျှတာရှိကြရာကမြည်သည့်နီးနှင့်မဆိုလူဦးရေအချိုးစားနှင့်မမျှတအောင်ယာရုရရှိနေကြမည်ဟုဝန်ခံကြရပေမည်။ယခုတလောတွင်မူကားယဟူဒီများနှင့်ပတ်သက်၍အပြင်းထန်ဆုံးကဲ့ရဲ့ရှုတ်ချနေကြသောအချက်တစ်ခုမှာကွန်မြူနစ်ခေါ်ဘုံဝါဒယုံကြည်သူများပင်ဖြစ်ကြသည်ဆို၏။ဟစ်လာသည်ကွန်မြူနစ်ဝါဒအကြောင်းရှုတ်ချကဲ့ရဲ့သောအခါတိုင်း၎င်းဝါဒကို ယဟူဒီဘိုရှိဗစ်ဝါဒဟူ၍မှဲ့ခေါ်လေးရှိရာ၎င်းအားတိုင်းပြည်အကျေစုတင်ထိုက်သည့်အချက်မှာဂျာမနီပြည်ကိုကွန်မြူနစ်ဝါဒလွှမ်းမိုးခြင်းမှခုခံကာကွယ်ပေးခြင်းအတွက်ဖြစ်သည်ဟုဂျိမ်းမန်များစွာပြောဟောလေးရှိသည်ဟစ်တလာသည်နိုင်ငံရေးဘက်တွင်ဆောင်ရွက်သည့်နေမဆာ၍ယဟူဒီများကိုနှိမ်နှင်းလော့ဖျက်ဆီးလော့ဟုသောစကားလုံးကို တွင်တွင်ကြီးသုံးကပွဲကြအောင်ဟောပြောလေးရှိစင်စစ်မှာ၎င်း၏ဝါဒကိုအစီနှစ်ထုတ်၍ စစ်ဆေးဆင်ခြင်လိုက်သည်ရှိသောဂျူဒီများကိုမုံဒီခြင်းသည်ဟုသောအချင်းအရာသည် ထိတ်ဆုံးမှထွက်ပေါ်လာသည်ကို တွေ့ရပေ၏ဂျူဒီများသည် တိုင်းပြည်တွင်လူဦးရေအချိုးစားနှင့်မလိုက်အောင်ယာရုများရရှိနေကြသောအချက်နှင့်တခါတည်းရန်အကက်အရက်ဖြင့်ယာရုရရှိသောယဟူဒီလူမျိုးတဦးတလေကိုအကိုးကားပြု၍ယဟူဒီများအနက်တွင်လူကောင်းမရှိနိုင်ဟု၍အာလုံးသောယဟူဒီတို့သည် လူဆိုးများဖြစ်ကြ၏ဟု၍တထစ်ချမှတ်လိုက်၏ တို့ဖြစ်၍တိုင်းပြည်တွင်ရှိသည့်6သိန်းမြသောယဟူဒီများသည်ကောင်းသည်ဆိုသည့်ပိုင်းခြားတတ်မှတ်ခွင့်မရှိဘဲအပြုတ်လိုက်အဆုလိုက်ရှုတ်ချခြင်းညှဉ်းပန်းနှိပ်စက်ခြင်းခံရ၏မိမယောက်ျားခလေးတငယ်မရှောင်းအားလုံးသိန်းကျုံးကညှဉ်းပန်းခြင်းထက်ယဟူဒီများမတရားသဖြင့်အကျိုးခံစားနေကြရသည်သောအချက်များကို စီစစ်ထုတ်နှုတ်ကကိုယ်ကဲ့သို့မဖြစ်နိုင်အောင် စီမံပေးခြင်းကတာ၍တရားနည်းလမ်းကြသည်ဟု ထင်မှတ်ဖွယ်ရာရှိပေ၏ ာဇီတို့၏သဘောမှမူကားယဟူဒီမိဘတို့မှဆင်းသက်ပေါက်ဖွားလာခဲ့သောယဟူဒီတယောက်သည်ယဉ်ကျေးသောလူများအနက်တွင်အပါအဝင်မပြုသင့်ချေယဟူဒီလူငယ်တယောက်သည်တစ်ချောင်းလုံးရှိလူငယ်ဟူသည်များကိုညဉ့်ညံ့အောင်ပြုလုပ်နိုင်၏ယဟူဒီသွေးတစ်စက်သည် လူတစ်မျိုးလုံး၏အသက်ခန်းကို ပေရည်ညဉ့်ညမ်းစေနိုင်၏ဆက်စီရက်ဆိုသူ၏အယူဆတိုင်းမှာမိမတယောက်သည်ယဟူဒီတယောက်နှင့်လက်ထပ်၍ကလေးတယောက်မွေးဖွားခဲ့ဘူးပါလျှင်လင်သားတည်ဆုံး၍ဂျာမန်တယောက်နှင့်လက်ထပ်ကား ာသမီမွေးဖွားစီကမူလေ။နောက်မွေးသောကလေးများသည်ယဟူဒီများသာဖြစ်ရမည်ဆို၏။ယဟူဒီနှင့်တာသမီရရှိပြီးသောမိမတစ်ယောက်၏သွေးသားသည်တစ်သက်လုံးညဉ့်ဉန်းပေကျန်သွားပြီးဖြစ်၍သားကောင်းယရနာများဖွားမြင်ခြင်းကမတတ်နိုင်တော့ပြီဟုဆို၏။ဟစ်တလာသည်ယဟူဒီများအတွက်ကြောင့်ဂျာမန်လူမျိုးများခံနေကြသည့်နစ်နာချက်များကိုပပြောက်အောင် စီမံယုံမျှနှင့်မကြေနပ်နိုင်ပေ။ယဟူဒီများကို အမြင့်မှဆ၍ တုတ်တင်ရှင်းလင်းပြရန်ကြံရွယ်ချက်ရှိဂျာမနီပြည်၌ယုံကြည်လျက်ရှိသည့်သွေးနှင့်မြေကြီးဟူသောဝါဒမှာယဟူဒီများကို လူမျိုးပါပြုတ်အောင်ဂျာမနီပြည်တွင် စီမံရမည်ဝါဒဖြစ်နေ၏1935ခုနှစ်၌နုယံဘတ်မြို့တွင်ကျင်းပသောအစည်းအဝေးကြီး၌ပြဋ္ဌာန်းချက်များမှာဂျာမန်သို့မဟုတ်အလားတူလူမျိုး၏သွေးရှိသောလူများသာလျှင် တိုင်းပြည်သားဟု၍အတိမတ်ပြုခြင်းခံနိုင်ကြောင်း ဂျာမန်တယောက်နဲ့ယဟူဒီတယောက်လက်ထပ်ထိမ်းများခြင်းပြုခဲ့ရင်ခြားတိုင်းပြည်နယ်ပြုသည်ဖြစ်စေ၎င်းလက်ထပ်ခြင်းသည်ဥပဒေမဝင်ကြောင်းမြည်သည့်ယဟူဒီဖြစ်စေအသက်45နှစ်အထက် မငယ်သောဂျာမန်မိမများကသာလျှင်အစေခံမိမအဖြစ်နှင့်ငှားရန် စေခိုင်းနိုင်ခွင့်ရှိကြောင်းယဟူဒီများသည်အမျိုးသားအလံကိုလွှင့်ထူနိုင်ခွင့်မရှိကြောင်းနှင့်ဖော်ပြပါရှိရာ၎င်းဥပဒေကိုဖောက်ပြတ်သောယဟူဒီများမှာ ြီးလေးစွာသောအပြစ်ဒဏ်များစီရင်ခြင်းခံကြရလေသည်ခွေးများနှင့်ပတ်သက်၍ဖော်ပြရသောယဟူဒီတယောက်သည်မြို့သူမြို့သားသို့မဟုတ်တိုင်းသူပြည်သားတို့၏အခွင့်အရေးများမရနိုင်မြည်သည့်နိုင်ငံအစည်းအဝေးကူများတွားရောက်ခြင်းလည်းမပြုရမဲဆန္ဒပေးပိုင်권လည်းမရှိရတည်င်းစာမှခြေပနိုင်권လည်းမရှိရသို့ရအမှုထမ်းလည်းမဖြစ်နိုင်တရားသူကြီးလည်းမဖြစ်နိုင်ဇာရေးခြင်းအလုပ်တည်င်းစာထုတ်ဝေခြင်းအလုပ်တို့ကိုလည်းမလုပ်ရ အတန်လွင့်ဆက်ဖြင့်စကားပြောခြင်းမပြုရ။ဂျာမန်ပြည်သက်တို့ရှိတွင် ကပြခြင်း၊ရုပ်ရှင်ဇက်လိုက်လုပ်ခြင်းတို့ကိုလည်းမပြုရ။မြည်သည့်ကျောင်းတွင်မှကျောင်းဆရာမလုပ်ရ။မိယထာဘတ်၊ဘန်ဒိုက်စသောလုပ်ငန်းများတွင် အမှုမထမ်းရ။မြည်သည့်ဆေးရုံတွင်မှအလုပ်မလုပ်ရ။စာအုပ်ရောင်းခြင်းအလုပ်ကိုလည်းမလုပ်ရ။တိုင်းပြည်ဘက်မှတိုက်ခိုက်၍စစ်ပွဲ၌ကြာဆုံးစေကာမူလေ။၎င်း၏အမိကိုချီးကျူးတိုက်သောစည်ရင်တွင် မထည့်သွင်းရ။ ငတ်မှုနေခဲ့ရင်အလုတ်လက်မဲ့ရံမုံငွေမှ ထောက်ပံ့ခြင်းမခံယူရစသည်တို့အပြင်အခြားများစွာသောချုပ်ချယ်မှုများလည်းရှိသည်တို့ဖြစ်ရကဂျာမနီပြည်၌ရှိနေသောယဟူဒီများမှကြီးပွားထွန်းကားခြင်းစသောမျှော်လင့်ချက်များကိုလုံလုံဆွန့်လွတ်၍ချက်ညူအဖွဲ့ချက်နှက်အဖွဲ့တို့၏နှိမ့်ဆက်ခြင်းမှလွတ်မြောက်ပြီးမသေးယုံကြံနေရရင်ယေရှုတင်ရအောင်တော်မူကဲ့သို့ဖြစ်နေကြ၏ပြောရသောယဟူဒီများသည် တိုင်းပြည်မှရွှေငွေတို့ကိုထုတ်ယူသွားရန်အခွင့်မရှိကြရကဂျာမန်ကုန်စည်များကိုဝယ်ယူကတတိုင်းတပြည်တို့ပြောင်းရွှေ့သွားကြလေတော့၏ယဟူဒီတိုင်းသည်ကြွယ်ဝသူများဖြစ်ခဲ့ပါမူဂျာမနီပြည်တွင်ယဟူဒီပြည်သနာဟု၍ရှိတော်မည်မဟုတ်ကြတို့ရတွင်အခြားတိုင်းပြည်များသို့ပြောင်းရွှေ့ထွက်သွားရန်မတတ်နိုင်သောယဟူဒီဘောင်းမှာမြောက်များစွာရှိရလေက၎င်းတို့သည်တော်ရများနိုင်နေထိုင်မှာကထင်ရှားလွန်သည်ဖြစ်၍ မြို့ကြီးများသို့ဝင်ခိုလျက်ရှိကြ၏ယဟူဒီများကိုညှဉ်းပန်းခြင်းအလုံးမှာနေရာတကာတိုင်း၌အားတက်သောဆောင်ရွက်လျက်ရှိကြသည်တနေရာ၌ယဟူဒီဆိုင်များပိတ်ထားသည်ကို တွေ့ရ၍အခြားတနေရာတွင်က ဖွင့်ထားသောဆိုင်များရှိတွင်ယဟူဒီဆိုင်မှာမဝဲကြနှင်းဟုသောဆိုင်ပုံများဆွဲထားသည်ကိုတွေ့ရ၏ရေချိုးသောကန်ဒကန်တွင်ယဟူဒီများဝင်မချိုးရဟုသောဆိုင်ပုံတစ်ခုဆွဲထား၏အချို့ရွာကလေးများတွင်လည်း ယဟူဒီများရွာထဲမဝင်ရဟုသောဆိုင်းဘုံမျိုးကိုရွာပြင်၌ဆွဲထား၏အချို့နေရာများ၌ယဟူဒီများမဝင်ရဟုသောဆိုင်းဘုံမျိုးဖြင့်အားမရနိုင်သောကြောင့်ယဟူဒီဝင်လာလျင်သေစေရမည်ဟု၍ပင် ရေးဆွဲထားသည်၏တခုသောရွာ၌ကဒရိစံများနှင့်ယဟူဒီများ ဝင်ခွင့်မရှိဟု၍ဇော်ဇော်ကားကရေးဆွဲထားကြသည်၏ ဟုတ်ကဲ့ပါ။စာရေးဆရာကြီးရွှေဦးတော်ရေးသားခဲ့တဲ့ဟစ်တလာလောက်ခဲ့သမျှဆိုတဲ့စာအုပ်ကိုအပိုင်း16အနေနဲ့ကျွန်တော်ຫນွေလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ဒုညာပရိသတ်တွေတယောက်ချင်းစီတိုင်းစိတ်ရှိကြံကူမာတွေ့လို့အိတ်စီတန်လိုရာပြကြပါစေ။ကျေးဇူးတင်ပါတယ်။